အမျိုးသားတယောက်ဖြစ်ပေမဲ့လည်းလှိဝက်ချက်တွေနဲ့ပြောင်းလဲလိုက်တာကြောင့်ချစ်သူနဲ့ရတဲ့ကိုဝန်သုံးလရှိနေတဲ့မိချိုရှန်ဝနာလို့ခေါ်တဲ့မိချိုကမြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ကဟာတဗီဒီယိုလေးတွေကိုဖန်တီးပြီးလူသိများလာသူပါရှင်ငယ်စဉ်ကစင်စင်ရဲ့နေထိုင်ခဲ့ရတဲ့မိချိုကကြိုးစားအထောက်မှုကြောင့်အောင်မြင်လာခဲ့ပါတယ်ဂျာမနီနိုင်ငံမှာချစ်သူနဲ့အတူနေထိုင်နေတဲ့မိချိုဟာထရပ်မျိုးစုံကိုလိုက်နေသူဖြစ်ပြီးလွန်ခဲ့တဲ့နှစ်ကလည်းအဖေနဲ့အကကဆိုရှယ်မီဒီယာမှာနာမည်ကြီးသွားခဲ့ပူပါတယ်အခုတခါမှလည်းမိချိုကသူ့မှာကိုဝန်သုံးလရှိနေပြီဖြစ်တဲ့အကြောင်းပုံနဲ့တကွာဖော်ပြလာခဲ့ပါတယ်မြန်မာနိုင်ငံမှာလင်းတူ ချစ်ကြိုက်နေကြတာတွေရှိပေမယ့်မြို့သားအဖြစ်ကနေကိုဝန်ဆောင်နေဆိုတာကတော့ဘယ်သူမှမကြားဘူးကြားပါဘူး လိင်တူအမျိုးသမီးကျန်လက်ထက်ပြီးတော့ကိုဝန်ဆောင်တဲ့အဖြစ်အပျက်တွေရှိပြီးမြင်လိင်တူအမျိုးသားချင်းကိုဝန်ဆောင်တာကတော့လက်လန်းမိမိဖြစ်နေကြပါတယ်မိချူကယောက်ျားလေးတယောက်ဖြစ်ပေမဲ့လည်းသူမကိုဝန်ရှိနေပြီဖြစ်ပြီးဘလို့အစားအစာတွေရှောင်ရမလဲဆိုတာမိထားတာဖြစ်ပါတယ် LGBT တယောက်ဖြစ်တဲ့မိချူကသူ့ရဲ့ချစ်သူနဲ့အတူတူနေထိုင်နေတာကြားပြီးဖြစ်ပြီးထိုင်းမှာခွဲစိတ်ပြုပြင်လိုက်တယ်လို့ဆိုပါတယ်မိချူကသူ့ရဲ့ချစ်သူကိုအရန်ချစ်တာကြောင့်သူခန္ဓာကိုယ်ကိုခွဲစိတ်ဖို့ကိုပါဆုံးဖြတ်လိုက်ပြီးတော့တိမ်ပေါင်းများစွာအကုန်ကြခံကပြောင်းလဲပြစ်လိုက်ပါတယ်မိချူကမိန်းကလေးဘွားကိုခံယူလိုက်တဲ့အကြောင်းတရားဝင်အသိပေးထားခဲ့ပေမဲ့စီလီကွန် ောင်းတော့မထက်ထားခဲ့ပါဘူး။မိန်းကလေးလိုပြောင်းလဲလိုက်ပေမဲ့မိချိုကကိုဝန်ဆောင်ထားရပြီဆိုတော့ကိုတော့မယုံကြည်ခဲ့ကြပါဘူး။မြို့သားတယောက်ရဲ့ခန္ဓာကိုယ်မှာကိုဝန်ဆောင်မှုလုံးဝမဖြစ်နိုင်တာကြောင့်စားနောက်တဲလို့ပဲထင်နေကြတာပါ။ကဘာပေါ်မှာအမျိုးသားဘွားကနေကိုဝန်ဆောင်နေဆိုတဲ့အဖြစ်ကရှားပါပြီးတော့မိချိုကတော့အဲ့ဒီရှားပါသူတွေမှာပေါဝင်နေတယ်လို့လည်းပြောထားပါတယ်။မိချိုကအမျိုးသမီးတယောက်လိုခန္ဓာကိုယ်ပြောင်းလဲခွဲစိတ်ထားတာကတော့ဖြစ်နိုင်ပေမဲ့ကိုဝန်ရှိတာမဟုတ်လောက်ဘူးလို့လည်းညင်းနေကြပါတယ်။မိချိုကတော့မယုံကြည်ကြသူတွေကိုသူ့ရဲ့ခန္ဓာကိုယ်အနေအထားကိုပါပြသထားပါရဲ့ရှင်။ ်ဒါတင်မကသေးပင်ကလေးအတွက်နာမည်ကိုတော့စဉ်းစားနေပြီးတော့မိခင်စိတ်တွေဝင်နေပါတယ်မိချိုရဲ့အမျိုးသားကလည်းသူ့ကိုအရန်ချစ်ဂယူဆိုင်ပြီးတာကြောင့်မယုံကျင်တဲ့သူတွေတောင်ယုံကျင်တယ်လို့ဖြစ်လာခဲ့ကြပါတယ်တူတက်လာတဲ့နီးပညာတွေကြောင့်အမျိုးသားတယောက်ကကိုဝန်ဆောင်ပြီးကလေးမှုဖွားနိုင်တယ်ဆိုတာကိုလက်ခံတဲ့သူတွေလည်းရှိပါတယ်။ပြိသက်အခိုင်အမာရှိတဲ့အမိချို့ကိုမစားတဲ့အစားအစာတွေကိုပါပြောပြနေကြပြီးတော့ကိုဝန်ဆောင်ထားတယ်ဆိုတာကိုယုံကြည်နေကြပါတယ်။ ဒါပေမဲ့အမျိုးသားတယောက်ကအမျိုးသမီးတယောက်ဖြစ်ပြောင်းလဲခွဲစိတ်လို့ရပြီမဲ့လေတအိမ်မပါတာကြောင့်ဘလို့မှမဖြစ်နိုင်ဘူးဆိုပြီးညင်းနေကြပါတယ်။မိချူနေထိုင်တဲ့နိုင်ငံမှာကတော့ဖြစ်နိုင်တယ်ဆိုပြီးတော့လက်ခံကြသူတွေလည်းရှိနေပါတယ်။မျိုးသားဖြစ်ကနေအမျိုးသမီးအဖြစ်ကိုပြောင်းလဲလိုက်ချိန်မှာတအိမ်မှာထက်လိုက်တာလားလို့လည်းသိကျင်နေကြပါတယ်။ဈေးပညာကိုနားလည်တက်ကြွသူတွေကတော့အမျိုးသားတယောက်ကိုဝန်ဆောင်မှုဆိုတာကမဖြစ်နိုင်ပဲလိင်တူတွေလည်းထက်ပြီးတဲ့အခါအငှားကိုဝန်ဆောင်တာပဲဖြစ်နိုင်တယ်လို့လည်းအချက်လက်နဲ့တကွရှင်းပြကြပါတယ်။ မိချူကတော့အရန်ပြောနေပြီမကြခင်မှာမူဖွားတော့မဲ့ကလေးလေးအတွက်စိတ်ကူးရင်နေပါတယ်ထူကြတာကတော့မိချူကဘလို့နီးနဲ့ကိုဝန်ဆောင်သွားခဲ့လဲဆိုတော့ကိုတော့တေချာမရှင်းပြချပါဘူးမိချူကိုနာမည်ကြီးချင်တခြားနီးလန်းကိုအသုံးပြုဖို့ပြောနေကြပြီအမကန်ပြိသက်တွေကတော့မိချူဘာပဲလုပ်လို့အမှန်နဲ့လို့လည်းထင်နေကြပါတယ်မိချူကလေမြောင်ခွဲဆဲမှုလုပ်ပြီးမှကိုဝန်ဆောင်ထားရတယ်ဆိုရင်တော့ကမ္ဘာကျော်သွားတော့မှာပါရှင်မိချူကလည်းကမ္ဘာကျော်တဲ့အထိအောင်မြင်ချင်တာကြောင့်တခြားသောဆယ်လီတွေနဲ့မကြူပဲထူကြတဲ့နီးလန်းတွေကိုအသုံးပြုနေပါတယ် ဧပြီဖူရီမှာမဆန်းလိုက်ရတဲ့မိချူကအခုမှများစားနောက်နေတာလားလို့တောင်းထင်ရလောက်အောင်တေချာပြင်ဆင်ပြီးမှလူအများကိုအသိပေးခဲ့တာပါရှင်။အမျိုးသမီးတယောက်ဖြစ်ပြောင်းလဲခွဲစိတ်ပြီးတဲ့နောက်ကိုဝန်ဆောင်ထားရတဲ့မိချူကတကယ်ရောဖြစ်နိုင်ပါမလား။ဒါမှမဟုတ်စားနောက်နေတာပဲဖြစ်နိုင်မလားဆိုတော့ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ကြပါဦး။ကြီးစုအားပေးခဲ့ကြတဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။